ူတာဒွေလန်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြန်မာပါဝင်စားသောနိုင်ငံများမှာတိုင်းရင်းစေဝါအဖြစ်အသုံးပြုနေကြတဲ့မြန်မာခေါ်စင်နမောင်းမင်းရဲ့အကြောင်းအနည်းငယ်တင်ပြလိုပါရခင်ဗျာနေရာဒိတာလိုက်အခေါ်ဝေါ်ခေါ်ပြမှုများလည်းရှိနိုင်ပါတယ်နော်ကဲဒါဆိုရင်ချင်းဆွဲပဲစင်နမောင်းမင်းရဲ့စီးပွဲဝင်အားနည်းတင်များနဲ့သုံးဆွဲရမယ့်ပုံစံများနည်းလမ်းကိုတင်ပြလိုက်ပါရခင်ဗျာတဲ့စင်နမောင်းမင်းရဲ့မြန်မာနိုင်ငံပါဝင်ပူပိုင်းဒိတာများစွာမှာပေါက်ရောက်တဲ့တဘာဝစီးပွဲဝင်ပင်ဖြစ်ပြီး ၎င်းရဲ့စီးပွားဝင်အာဏိသင်များကြောင့်ဒေတာတွင်တန်းစီးပညာမှာနှစ်ပေါင်းများစွာအသုံးပြုလာခဲ့ကြပါတယ်။နှင့်သဘာဝစီးပွားဝင်မှုနှင့်သိပ္ပံနည်းကြပေါ်ထုတ်မှုများစံနှောင်းများတိုင်းစီးဖြင့်အိန္ဒိယဖိလစ်ပိုင်အာဖရိကနှင့်ကာရေဘီယံဒေတာများအပါအဝင်ကမ္ဘာအပူပိုင်းဒေတာအများစုမှာအသုံးပြုခဲ့ကြပါတယ်။အဓိကပါဝင်သောဓာတ်ပစ္စည်းများအနေဖြင့်သိပ္ပံနည်းကြလေ့လာမှုများအရ၎င်းမှာ ဘိုင်ယိုလီဇီရင်အက်ကာလိုက်ကဲ့သို့သောတပောင်းများအဓိကပါဝင်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ဤတပောင်းများဟာအချို့သောဆေးဘက်ဝင်အချို့ကျေးဇူးများပေးနိုင်ပေမဲ့ပမာဏများလျှင်အသေးကိုထိခိုက်စေနိုင်တဲ့အဆိပ်အတော့ဖြစ်စေနိုင်တာကြောင့်သုံးဆွဲရမှာသတိထားဖို့အထူးပဲလိုအပ်ပါတယ်ခင်ဗျာ။သုတေသနပြုလုပ်ထားသောအာနိသင်များကြောင်းရမ်းမှုလျှော့ချခြင်းအပင်မှာ anti inflammatory အာနိသင်များပါဝင်ကြောင်းစမ်းသပ်မှုများအရာတွေ့ရှိခဲ့ရပါတယ်။ ိုးမွားဆန့်ကျင်ခြင်းအန်တီမိုက်ခရိုဗိုင်ရယ်အာနိသင်ကြောင့်ဘက်တရီရများနဲ့မှုများကိုတိုက်ဖျက်ရမှာအသုံးပြုလေရှိပါတယ်။အနာကျမြန်စီခြင်းအရွက်ကိုကြိတ်ပြီးအနာများအပူလောင်းဒဏ်ရာများမှာလင်းပေးခြင်းဖြင့်အနာကျနှုန်းကိုအထောက်အကူပြုကြောင်းလေ့လာတွေ့ရှိခဲ့ကြပါတယ်။၃ကြောက်ကင်းတတ်တာစီသောဝေဒနာများမြန်မာတိုင်းရင်းစေးပညာမှာဆန္ဒမောင်းပင်ကို အောက်ပါဝေဒနာများအတွက်အဓိကအသုံးပြုခဲ့ကြပါတယ်။ကြောက်ကနဲ့စီလန်းရောက်ဆိုင်ရာယောဂများအတွက် ကြောက်ကြောက်တယ်ချင်းစီနေချင်းစီးဘူးစီးအောင်ချင်းစီးကိုရွှင်စေတဲ့တတိရှိတယ်လို့ယူဆခဲ့ကြပါတယ်။ဒါရေရဆိုင်ရာပြဿနာများ အရေးပြားရောင်ရမ်းတာများအနာမီးဆွဲတာများပွေးဝဲချစ်ရများအင်းဆက်ပိုးကြိုက်ခြင်းအဖျားနဲ့ကိုပူခြင်းအပူကြီးသောအဖျားများအတွက်အဖျားပြောက်စေးအဖြစ်လဲသုံးဆွဲခြင်းအသည်နဲ့အပူတံအသည်ရောင်ခြင်းအထူးသဖြင့်ဘိုင်းရပိုးကြောင့်မဟုတ်တဲ့ ခန္ဓာကိုယ်တွင်အပူအပုပ်များအတွက်သုံးစွဲလေးရှိပါတယ်။မြမတိုင်းရင်းစင်းကြီးအရာပြင်ဆင်ပုံနဲ့အသုံးပြုရန်နီလန်များစံတော်မင်းရဲ့ရွက်များကိုနူးညံ့သည့်အထိကျိတ်ချင်ခြင်းဒါမှမဟုတ်ထောင်းယူအရေးညစ်ပါ။ထိုရေကိုအနာအပူလောင်တန်ရာပွေဝဲရာနာများပေါ်သို့ဓာတ်ရိုက်လေးချံပေးခြင်းဒါမှမဟုတ်အရွယ်ထောင်းထားသည့်များကိုအဝိပ္ပိထုတ်၍အုံပေးခြင်းဤကိုလည်းအသုံးပြုနိုင်ပါသည်။ရောင်ရမ်းသောအဖို့အပိတ်များပေါ်တွင် အုံပေးပါက ကြောင်ရမ်းမှုကြစီတယ်လို့ယူဆခဲ့ကြပါတယ်။အပင်လုံးအရွက်ပင်းစည်းအမြင့်ဒါမှမဟုတ်အရွက်များကိုရေစင်အောင်စေးပါ။ရှေးပြီးသားအပင်ကိုရေအိုးတစ်လုံးထဲမှာထည့်ပြီးမီးရေအေးဖြင့်ရေတဝက်ခန့်ကျန်တဲ့အထိပြုတ်ပါ။ဒါမှမဟုတ်ကြိုချက်ပါ။ဖော်ဆက်ပုံနီလန်းအနေနဲ့ကတော့အချို့နီလန်းများမှာစီပန်းပင်သို့မဟုတ်အခြားစီပန်းဝင်အပင်များနဲ့ရောဆက်ပြီးပြုတ်လို့ရှိကြပါတယ်။ အသုံးပြုလိရဲ့အနေနဲ့ကတော့ရရှိလာတဲ့ပြုတ်ရည်ကိုတနေ့ကိုတစ်ချိန်မှနှစ်ချိန်တင့်တဲ့သောပမာဏဖြင့်တောက်သုံးရမှာဖြစ်ပါတယ်။အခြားလိုရသောအရေးကြီးချက်လမ်းများကိုသတိပေးချက်တစ်ခုအနေနဲ့သတိထားမှာဖြစ်ပါတယ်။စင်နမောင်းမင်ကိုစေ့အဖြစ်အသုံးပြုရမှာအောက်ပါချက်များကိုထူးခရုပြည့်ရန်လွယ်လဲလိုအပ်ပါတယ်။အသေးအစိတ်တင်နိုင်ရေ၎င်းတွင်ပါဝင်တဲ့ ဘိုင်ယိုလီဇီရင်အကာလိုက်များသည်အသက်အထိကိစေနိုင်တဲ့အစိတ်အောက်ဖြစ်တဲ့အတွက်ရေရှည်သုံးဆွဲခြင်းပမာဏအများပြားသုံးဆွဲခြင်းနဲ့ပုံဆောင်မိခင်များနို့တိုက်မိခင်များအသက်ရောဂါရှိသူများသည် ရှောင်ကျဉ်ရာဒါမှမဟုတ်ဆရာဝန်ဒေါက်တာမဟုတ်တိုင်းရင်းဆီဆရာနဲ့သေချာစွာတိုင်ပင်ပြီးဆွေးနွေးပြီးမှသာသုံးဆွဲသင့်ပါတယ်ခင်ဗျာအခြားဆေးဝါးများနဲ့ဓာတ်ပြုမှုအခြားသောဆေးဝါးများအထူးသဖြင့် အသေးကိုအားပြုဖြစ်စည်းနိုင်သောဆေးများနှင့် တွဲသုံးပါကဓာတ်ပြုမှုဖြစ်ပေါ်နိုင်သည်ကိုသတိပြုရမှာဖြစ်ပါတယ်။တိကျသောပမာဏတိုင်းစင်းနည်းအရ300ရာမှလည်းအတွေ့အကြုံရှိတဲ့ဆရာသမားများညွှန်ကြားတဲ့တိကျသောပမာဏကိုသာလိုက်နာသင့်ပါတယ်။ဆေးဘက်ဝင်ပြင်ဖြစ်ပေါ်မယ်လဲမိဒီယောဂဝေဒနာအတွက်မဆိုအသုံးပြုမည်ဆိုပါကဆွေးပညာရှင်တိုင်းစေးပညာရှင်နဲ့တိုင်းပင်ဆွေးနွေးပြီးမှသာဆောင်ရွက်တဲ့ကြောင်းအကြံပြုလိုပါတယ်။ အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာနောက်လာမယ့်သဘာဝဆေးဘက်ဝင်ပစ္စည်းများအကြောင်းကိုအချိန်နဲ့တပင်းကြီးကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Twitter Trailer Channel လေးကို Like and Subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ